မင်္ဂလာပါခင်ဗျာဒီလိုမျိုးပြီးရဲ့တလုံးပိုင်းရှားဖိတဲ့ပုံမှာ dot site ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြီးသွားတဲ့အခွင့်အရေးဖြစ်တဲ့ဗုဒ္ဓဘာသာဆိုရင်40ဆိုရဲ main quote နိုင်ခဲ့တယ်ခုဒုတိယနေ့ဖြစ်တဲ့ဇာတာဖိနေ့မှာနေတယ်ကျွန်တော်ပြီးခဲ့တဲ့ပုံနော်6668ဆိုရဲ main တော့ကိုပဲဒီဒီမျိုးနဲ့မှန်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဇာတာဖိရောဗုဒ္ဓဘူရောနေ့ရက်စလုံး main quote လေးမှန်ထားတယ် main quote လေးရထားတယ်ဟုတ်ခဲ့ကြတယ်ဆိုတာလေးကိုလည်းကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ မက်ဆေ့ချ်များအားလုံးရအေးဆုံးဖြစ်မှာပါ။အဲတော့ကျွန်တော်ဒီမှာလည်းခင်ဗျားတို့ update ကြတဲ့ message တိုင်း message တွေတော်တော်များများကတော့ပေါ့နော်။ဘောက်ကဘေးဖြစ်သွားခဲ့ကြတယ်အဲ့တော့ဘောက်ကဘေးဖြစ်အောင်ရှားပြီးနေတော့လည်းအထူးပဲဝမ်းသာပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တောက်ကြပွဲလေးတော့ကိုလည်းပဲအကောင်းဆုံးလေးဖြစ်အောင်လို့ပဲတခြားလေးစူးစမ်းပေးထားပါတယ်ရရှိထားတဲ့ main share ဒီလုံးမှန် website ကတော့ဒီလိုပုံစံလေးနဲ့လာထားပါတယ်46ပေါင်းပါတယ်ခင်ဗျာ46ပေါင်းပြီးညားရပါတယ် ်ငါးပါဝါဒီ၃ညနဲ့ငါး၃ညဆိုတဲ့တလုံးရတယ်ဗျာအဲ့တော့ဒီငါး၃ညတလုံးတွေကို20လို့ထောက်ထားတာဖြစ်တဲ့အတွက်ကြောင့်၃ညတလုံးရှင်းနေ6နဲ့8ပေါင်းတဲ့အခါမှာဆိုရင်လည်း6တလုံးရှင်းနေကို63ဆိုတော့6တလုံးဝင်လာခဲ့တယ်ခင်ဗျာပြီးရင်နောက်ထပ်တစ်ပင်ဒီတဲ့ပဲခွန်ခွန်လေးပေါင်းတဲ့အခါမှာဆိုရင်8 3တလုံးနဲ့ကို30ငါး3ဆိုတော့3တလုံးတွက်ဆိုက်ရဲဆိုပြီးတော့3တလုံးဝင်ဆိုပြီးတော့ဝင်လာခဲ့တယ်မှန်လာခဲ့တဲ့ပုံစံမျိုးပါ ဲ့တော့ဒီဘက်ချက်၃ပင်နဲ့တင်ပြီးတာမျိုးမဟုတ်ဘူးနဲ့၆ပင်ဘင်းရှိတွက်ဆိုင်လေးကိုကြည့်ရမှာပါ၄၃၅ခေါပေါင်းပါတယ်ပေါင်းတဲ့အခါမှာဆိုရင်၁၆ဆိုတဲ့မင်းရှယ်တလုံးက၁လေးလို့ထွက်ခဲ့တာဖြစ်ပြီးတော့ဒီတလုံးမင်းရှယ်ဝင်ခဲ့တယ်ပြီးရင်၆၈ရှယ်ပေါင်းတဲ့အခါမှာဆိုရင်လည်းငါငါဘဝဒီ၃ညနဲ့ငါ၃ညရှယ်တလုံးဒီဒီမှာဆိုရင်လည်းရှင်းငါငါနဲ့ဆိုတော့ငါတလုံးရှယ်တွက်ဆိုင်ကနိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကစားရမယ့်ဒီ၆ပင်ညပေါ့နော်တောက်ချပွဲဒီအတွက် main share တလုံးပိုင်းကတော့ ရှစ်တုံများငါပေါင်းထားခြင်းမှာပေါင်းတဲ့အခါမှာဆိုရင်သုံးသုံးပါဝါဒီရှစ်နဲ့သုံးရှစ်ဆိုတဲ့ဒီလုံးရှစ်တွဆိုင်တွေကိုကစားအတုံးပြရမယ်ဆိုပြီးတော့ကျွန်တော်တော့ဒီလိုပုံစံလေးရရှိထားခြင်းဖြစ်ပါတယ်ခင်ဗျာကစားရမယ့်အချိန်ကတော့အလုံးနဲ့ပြကြပါပါမနက်ခင်း7:00နာရီတမိနစ်ရဲ့ညနေခင်း4:00နာရီခန့်တည်းရဲ့ဖြစ်ပါတယ်ခင်ဗျာ လုံးနဲ့ကပ်ကပ်ကားရမယ်ဖိုင်နိုင်မယ်ပေါ့နော်မင်းဟုတ်ခွက်ဖြစ်လဲကျွန်တော်ဆက်ပြီးတော့ဒီဗီဒီယိုထဲမှာပဲပြပေးသားမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုလည်းပြည်တယ်ဒီအားလုံးနဲ့ဆုံးအောင်ပေါ့နော်ကြည့်ရှုအားပေးသားဖို့ကိုလည်းပဲအထူးပဲအကြံပြုပါရစေခင်ဗျာအဲ့တော့ကျွန်တော်ဆက်ပြပေးမယ့်ဗီဒီယိုလေးဆွဲနေပြပေးခြင်းပါမိတ်ဆွေတို့အားလုံးအားလုံးနဲ့အခုတောက်ကြအပိတ်နေခြင်းပါလို့ဖြစ်ဖြစ်နာမည်တစ်ပတ်ပါလို့ဖြစ်ဖြစ်ပေါ့နော်ဒီဗီဒီယိုကနေမှာထူးခြင်းလို့တော့၎င်းမှာကော်မရှင်အကြောင်းများပြန်ပြီးတော့တင်ခြင်းလို့တော့၎င်းကျွန်တော်ရဲ့ Viber, Telegram ဖုန်းနံပါတ်ဖြစ်တဲ့39 690 690 690ဆိုတဲ့ဒီ Viber ဖုန်းနံပါတ်ရှိပါတယ်ဒီ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ကနေညာဆ ਾਇ ရထူအပ်ပေးလို့ရပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးအတွက်ကိုလည်းပဲမှန်တယ်မှုအင်ပြေလို့စိတ်ချမှုပြုရတဲ့အားလုံးဆက်သွယ်ခဏလေးအပ်ပေးလို့ရပါတယ်ပို့အရင်အလုံးစားလုံးလာတဲ့ခါလေးနေ့အချိန်ကာလထိကျွန်တော်ဒီဒီတူတူပြောဖို့များလိမ့်လည်ညာစားခဲ့တာမျိုးလည်းမရှိထားပါဘူးခင်ဗျာလိမ့်လည်ညာစားမှုမရှိထားပြီးအလျာဝင်ရေးကြေးပိုင်းရောစားပိုင်းနဲ့ပတ်သက်လို့ နိုင်ငံတကာတွားလည်းရှိခါပြမဟုတ်မရှိပါဘူးခင်ဗျာကြောက်တကြောင့်စိတ်ချလက်ချနဲ့ဒါကြောင့်ဆက်နေတဲ့သူအားပေးနိုင်ပါတယ်အဲ့တော့အယောအစားပြီ80ကပါဒါပြင်ကျောင်းစီမှာလည်းကျွန်တော်တို့အပိတ်ကြတာမျိုးဆိုရင်အားလုံးအားလုံးကဒီတူမျိုးဆိုမိမိတို့ချင်းတွန်းထောက်ချက်ကိုစတင်ရှိတာနဲ့ကော်မရှင်ကို900ကျန်လို့စပြီးတော့စတင်ရရှိမယ်300နဲ့300ချက်အထက်ဆိုရင်တော့ကော်မရှင်ကို600ကျန်လို့ရရှိမှာဖြစ်ပြီးတော့900နဲ့900ချက်အထက်ဆိုရင်တော့ကော်မရှင်ကို900ကျန်လို့ဆိုပြီးတော့ဗျာ ဝိရှိတို့ထိုးကြီးများရဲ့ညံကိုရောင်းရသည်ဒီတတိအလျောက်လေးနဲ့တတ်မှတ်ထားတဲ့နှုတ်ထားပြီးအလိုက်လေးနဲ့ရရှိသွားမှုကော်မရှင်နှုတ်ထားလေးတွေရမှာစာရဘာလို့ထိုးကြီးလိုက်ရောင်းရလေးလိုက်လေးနဲ့အမြင့်ဆုံး15ရာခိုင်နှုန်းထိတိုးမြင့်ပြီးတော့လည်းရရှိပိုင်ဆိုင်သွားမှာလည်းဖြစ်ပါလိမ့်မယ်နော်ဒီလိုတော့ကြောင့်ဆက်အတူဒီကနေများထိုးမယ်ကော်မရှင်အယောင်များပြန်ပြီးတော့တင်မလို့ရှင်များအနေနဲ့ပဲပေါက်တီးပိုင်းအပြေဝရရှိမယ်အပြင်လျော်အစားပိုင်းအနေနဲ့အပြေဝရရှိမယ်အပြင်ကော်မရှင်လေးတွေကိုပါထပ်ထိုးအကျိုးခံစားမှုအနေနဲ့ဒီပြေဝရရရှိပိုင်ဆိုင်သွားမှာလည်းဖြစ်ပါလိမ့်ခင်ဗျာ အဲ့တော့ကျွန်တော်ဆက်ပြပေးမယ်ပေါ့နော်ပရိတ်တိုင်းလေးကိုကြည့်ပါမယ်ကျွန်တော်ရထားတဲ့ပေါ့နော်ပရိတ်လိုင်းပုံစံလေးကတော့ဒီမှာရှိနေလို့ဒီမှာရှိနေတယ်ငါ၃ညဒီနှလုံးပေါင်းခြင်းပါခင်ဗျာဒီနှလုံးပေါင်းပါတယ်ပေါင်းတဲ့အခါမှာဆိုရင်ငါပါငါနှစ်ခတ်ဒီတုံးပေါ့နော်ငါနှစ်ခတ်ဒီတုံးနေငါတုံးဆိုတဲ့ပရိတ်တိုင်းလေးရှိထားပါတယ် ဒီ9 3 break line ကနေပြီးတော့ဒီမှာဆိုရင်30လို့ထားရတာဖြစ်ပြီးတော့3 break line ကြီးဆွဲတယ်ဝမ်းချင်းတလုံးပိုင်းဝမ်းချင်းနေနေရလေ၃တလုံးဆွဲလာခဲ့ပြီးတော့၃၀ဆွဲတကွာမှန်ခဲ့ထားခြင်းဖြစ်ပါတယ်။ပြီးရင်ဒီတစ်ပင်ဒီဘက်ခြမ်းရဲ့တစ်ပင်ပေါ့နော်၃၃ပေါင်းမယ်ပေါင်းတဲ့ခါမှဆိုရင်၃၅ဆိုတဲ့ဒီ break line ကိုတစ်လေးလို့ထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့၅ break line ဆွဲရင်ဝမ်းချင်းဒီနေပဲတစ်တလုံးဝမ်းချင်းရဆိုပြီးတော့တစ်လေးတကွာမှန်ခဲ့တယ်ခင်ဗျာ။ပြီးရင်၈၅ပေါင်းတဲ့ခါမှဆိုရင်လည်း ၃လားဆိုရယ်ပရိတ်လိုင်းကလည်းပဲဒီမှာဆိုရင်ရှင်းလားလို့ထပ်ထားခြင်းကြောင့်၃ပရိတ်ဆွဲတယ်။ဝန်ချင်းနေနဲ့လည်း၅တလုံးဝန်ချင်းလုံးတလုံးပိုင်းရဆိုပြီးတော့ဝင်လာခဲ့ပြီးတော့ရှင်းလားတက်ကွက်နှိုင်းရထားခြင်းဖြစ်ပါတယ်။ဒီတော့ကျွန်တော်ကစားရမယ်ပေါ့နော်နောက်ထပ်ဒီလေးပင်မြောက်ကစားရမယ်ဒီပရိတ်တိုင်းကတော့၄ရှင်းနှလုံးပေါင်းထားခြင်းပါပေါင်းတဲ့အခါမှာဆိုရင်နှစ်နှစ်နက်ခတ်ဒီလေးနဲ့နှစ်လေးဆိုတဲ့ပိုင်းတိုင်းရထားပါတယ်အဲ့တော့အပေါ်မှာရထားတဲ့၃ရှင်းတစ်လုံးပိုင်းကို နည်းလေးဆိုတော့ပေါ့နော်ပရိလေးနဲ့ကျွန်တော်တို့ main quad ထောက်ကစားရမယ် website ကိုဖြစ်ထားပါတယ်အဲ့တော့၃ကို2 break ပြုဖို့အတွက်ဆိုရင်တော့၃ကိုရှိပါမယ်၃ကို4 break ပြအောင်ဆိုရင်တော့၃၁၁ကွက်ရဲ့၈၄ရဲ့၈ကို4 break ပြုဖို့အတွက်ဆိုရင်၈၆ဆိုပြီးတော့ဒီနေ့မှထွက်ထားတဲ့ခန်းထဲလေးပြန်ပြီးတော့ပါထားပါလိမ့်ခင်ဗျာအဲ့တော့ main ရှင် main quad ကတော့၃၁ပလုံးပိုင်းပရိလေးနဲ့ရှာထားခြင်းဖြစ်ပါတယ်အဲ့တော့မင်းရှင်များလည်းအကြိုက်ကြီးကိုယူတော့မှအကြိုက်ကြီးတို့ရဲ့မင်းရှင်များအနေနဲ့ယူတော့ဒီမှာကစားလို့ဖြေလို့လည်းရပါတယ် အဲ့တော့အားလုံးလည်းကိုယ်တိုင်စိတ်ကြိုက်ယူလက်စွာဆုံးဖြတ်ခဏထိုးသိမ်းထိုးသိမ်းလေးကိုစဉ်းစားဆုံးဖြတ်နိုင်အောင်လို့လည်းကျွန်တော်အရင်ကွန်ဆိုင်လေးကအပါပြီးပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်လည်းမိစေများအရင်လည်းစိတ်ကြိုက်ယူလက်စွာပြီးတော့ကစားအသုံးပြုနိုင်ပါလေကျွန်တော်ရဲ့ main အကြိုက်တင်ခွက်ရေးချပေးထားလေးကတော့ဆွေလေးတော့ကိုဖြည့်ချက်ပေးထားပါတယ်ခင်ဗျအဲ့တော့မိစေများအားလုံးလည်းပဲတောက်ကြပေးပေါ်လေးမှာအားလုံးတို့ဒီမှာအဆင်ပြေပြေနဲ့တော့ပောက်ကွက်ပြီးမြင့်ကြပါစေအားလုံးအဆင်ပြေခံကောင်းကြပါစေခင်ဗျမိစေများအားလုံးအနေနဲ့လည်းကျွန်တော်ရဲ့ ဝက်ဆိုက်ကရရှိလာတဲ့ကဏ္ဍလေးတွေကိုထိုးပြီးလို့ပဲဖြစ်ဖြစ်အခြားသောမိတ်ဆွေတို့တိုင်းတတ်တဲ့မိတိကဏ္ဍကိုမဆိုပါခင်ဗျာလူတွေကဏ္ဍများထိုးပြီးလို့တော့ကောင်းကော်မရှင်ရောင်းများပြန်ပြီးတော့တင်ပြတော့ကောင်းစိတ်ချလက်ချတဲ့လာရောက်ဆက်တဲ့ခဏထူအပ်ပေးနိုင်ပါတယ်ဖိတ်ချိန်လေးကတော့မနေ့ကမှဆိုရင်၁၇:၅၀ပါ ညနေခင်းမှာဆိုရင်တော့3:55မိနစ်ဒီကနေထုတ်ပြန်ရရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ယခုပြပြလိုက်တဲ့ပတ်ချိန်လေးမတိုင်းခင်မှာမိတ်ဆွေတို့လေးကလည်းမျိုးထုတ်ပြန်ကိုကျွန်တော်ရဲ့ဒီကိုကြုံကြည့်မှုစိတ်ချမှုပြေဝါထားပြီးတော့ AIG ကိုဒီစိတ်ချဆောင်ပြန်ဆက်တဲ့အတွက်အားပေးနိုင်ပါတယ်။ကျွန်တော်ဒီမှာလည်းပဲဟိုအရင်လှုပ်ရှားလုပ်နေတဲ့ကရင်းနေခင်းလာပြီးတဲ့ပဲ။ဒါကြောင့်ကျွန်တော်အားပေးလာတဲ့မိတ်ဆွေအပြည့်အစုံရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုလာရောက်ကနေတို့အပင်းကိုမြေဆွေအပင်းများလည်းလည်းပဲပုံစံစိတ်ချမှုအရေးပါထားပြီးတော့ဆက်တဲ့ကနေတို့အပင်းနိုင်ပါလေလို့ပြောပြပေးသွားပါမယ်နော်။ဒါဆက်လို့ရမယ့် Viber ဖုန်းနံပါတ်ကိုတော့ လည်းရေးစာသားနဲ့အော်တန်နဲ့ပါတေချာလေးရေးပြပြပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်တေချာလေးမမှန်ရင်းစီပဲ LINE ဆက်သွယ်အပြုဖို့ပဲမိကလူဖက်ကအထူးကိုအပ်ပါတယ်ပြောချင်ပါတယ်အဲ့တော့မိစင်များအားလုံးအားလုံးလည်းပဲသဘောပါပြီးအနည်းအပေါင်းလေးသေးနေတဲ့လောက်ကောင်ပုံနာပြီးအနည်းတော့လောက်ကောင်ပေါ့နော်ခစားရရှိနေကြတယ်ကျောင်းနေကြတယ်နေရာပိတာမျိုးမှာရှိကြတော့ကမ္ဘာလူပမာဒပြည်သူပြည်သားများအားလုံးအလုပ်ကြတယ်အမြဲဆုံးပြည်နေရပေါင်းပါလေပဲပြင်လို့ကြပါစေအမြဲဆုံးပြင်လို့ပြင်ဝေးပြီးတော့လည်းအမြဲဆုံးအစီအစဉ်တွေကိုအမြဲဆုံးရရှိပတ်ဆိုင်နေကြပါစေခင်ဗျာ နောက်ပြီးလေမြေတေကိုအခါတမရမှာလည်းပဲမြေတေကသာခမတိခမတာဆွေးရည်များအားလုံးအားလုံးပဲစေချမ်းနာကိုချမ်းမှာဆောက်ဖို့ဟောဒီကိုစေချမ်းမြေပြောရှင်အပြေဝါနဲ့ဒီဆောင်နိုင်ရအောင်ဒီဖြတ်ပြီးလာပါစေလို့ဒီမောင်တောင်းပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်